ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါ။ဆရာတော် Grade 6 English ကိုသင်နေဆရာဖုန်းသားစင်ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီကဆရာတော် Unit 10ရဲ့ Lesson 3ကိုကြည့်ကြည့်ကြအောင်နော်။ကဲဒါဆိုရင် Unit 10ရဲ့ Lesson 3 We are doing sports ကျွန်တော်တို့အားကစားလုပ်နေကြပါတယ်တဲ့။ကဲ ဒီ lesson လေးမှာဆရာတို့အဓိက grammar ဘိုင်းနဲ့ပတ်သက်လို့လည်းလေ့လာရမှာဖြစ်တယ်เนาะအဲ့တော့ grammar ဘိုင်းနဲ့ပတ်သက်လို့ဆရာတို့ present continuous ဆိုတာဘာလဲဆိုတာကိုလေ့လာကြမှာဖြစ်တယ်เนาะပြီးသွားလို့ရှိရင်နောက်တစ်ပိုင်းနေ sports and sports equipment အားကစားနဲ့အားကစားကရိယာများတဲ့เนาะဒါလေးကိုဆရာနဲ့အတူတူသားတို့သမီးတို့ကလေ့လာကြမှာเนาะเนาะ grammar မှာ present continuous အကြောင်းကိုလေ့လာကြမှာနော်ဆိုတော့ present continuous ဒီဘယ်လိုမျိုးအဥ္စာမျိုးလဲဘယ်နေရာမျိုးမှာသုံးတယ်လဲဒါတို့သမီးတို့သိရမှာဖြစ်တယ် နော်ကဲဒါဆိုရှင် present continuous ကြောင်းကိုဆရာတို့တူတူလေ့လာလိုက်ကြအောင်ကဲ the present continuous tense is used to describe events နော် events situations and actions going on at the present time နော် present continuous tense ကိုရဲ့နော်လက်ရှိအချိန်ကာလမှာဖြစ်ပျက်နေရဆရာတို့ဖြစ်ရက်တွေအခြေအနေတွေလောက်ရက်တွေမှာအသုံးပြုပါတယ်။အဲဆိုတော့ဘာလို့ဆိုလိုချင်တာလဲနော် လက်ရှိအချိန်ကာလမှာဖြစ်ပျက်နေတဲ့အရာတွေဆိုတာဥမာအဖြစ်အခုဇေယျဘာလုပ်နေလဲဒါရုသမီးတို့စာသင်နေတယ်เนาะအဲ့တော့ဆရာ is teaching အဲ့ဆရာ is teaching ဆိုလို့ရှိရင်အခုလက်ရှိမှာဖြစ်ပျက်နေတဲ့အရာအခုလက်ရှိမှာစာသင်နေတယ်ဒါသည်ဘာလဲ present continuous tense ကိုသုံးပြီးတော့ပြောသွားတာเนาะ present continuous ကိုသုံးပြီးတော့ပြောသွားတာလို့ပြောလို့ရတယ်အဲ့တော့အဓိကအဖြစ်သူကလက်ရှိအချိန်ကာလမှာဖြစ်ပျက်နေတဲ့အဥ္စာတွေပြောတယ်အခုဆရာ is teaching ဆိုလို့ရှိရင်စာသင်နေတယ် ဒါမှမဟုတ်ရင်မောင်မောင် is reading မောင်မောင်ဒီအခုစာဖတ်နေတယ်ဇောဇော is swimming ဇောဇော်ဒီအခုရေကူးနေတယ်နော်ဒါမှမဟုတ်ရင်နော်ဥဇော်ဖြူ is eating နော်ဥဇော်ဖြူဒီတမင်စားနေတယ်နော်ဒါတွေဒီဆရာတို့ကဘာပြောပြရလဲ present continuous နော်အမ is eating နော် is sleeping နော်အဲ့လိုမျိုးဥစ္စာတွေဒီဆရာတို့ကအခုလက်ရှိမှာအိမ်နေတယ်အခုလက်ရှိမှာစားနေတယ်လက်ရှိဖြစ်ပေါ်နေတာနော်ဒီ လက်ရှိ present မှာဖြစ်ပေါ်နေတဲ့ဥစ္စာကိုပြောချင်လို့ရှိရင် present continuous နဲ့ပြောရတယ်เนาะကဲဒါဆိုလို့ရှိရင်အခုနာဇာပြောထားသလိုဇာ is teaching เนาะအခုလက်ရှိမှာ daughter's mirror ကိုဇာဒီဘာလုပ်နေလဲဇာသင်ပေးနေတယ်เนาะဒါ၄ဒီ present continuous ကိုသုံးပြီးတော့ပြောတာအဲ့တော့ daughter's mirror နားလည်မယ်လို့ထင်တယ်နော်နောက်တစ်ခါထပ်ပြောမယ်เนาะ present continuous tense ဆိုပမာသုံးတယ်လက်ရှိအချိန်ကာလတွင်ဖြစ်ပျက်နေသောဖြစ်ရပ်တွေမှာသုံးတယ်အခြေအနေလေးတွေမှာသုံးတယ်အလုပ်ရပ်တွေမှာသုံးပါတယ် เนาะကဲဒါဆိုလို့ရှိရင် present continuous သုံးနည်းရသုံးမျိုးရှိပါတယ်เนาะ affirmative ရ negative ရ interrogative ရဖြစ်တယ်เนาะဆိုတော့ affirmative ဆိုတာပါလဲဆိုတော့ရိုးရိုးဝကြလို့ခေါ်တယ်เนาะတနည်းအားဖြင့်ဆရာတို့က affirmative သည်ဒါအတည်ပြုရလို့လည်းခေါ်တယ်เนาะ affirmative နော် negative ကတော့ဒါအားလုံးသိပြီးသားပါလေအငင်းဝက်ချက်နောက်တစ်ခုဆိုလို့ရှိရင် မကြိုက်ဘူးမလုပ်ဘူးငင်းတယ်ဆိုလို့ရှိရင် negative ပဲသွားမယ် interrogative ဆိုတာပါဆိုမေးခွန်းဝတ်ကြလို့ခေါ်တယ်နော်အဲ့တော့မေးခွန်းမေးမယ်ဆိုရင်ဒါဒီ interrogative နဲ့မေးရတာဖြစ်တယ်နော်အဲ့တော့ဆရာတို့ affirmative နဲ့ပြောမယ်ဆိုလို့ရှိရင်နော် am is are plus verb ing တဲ့နော်အဲ့တော့ am is are plus verb ing ဆိုတာပါလေ i am reading he is reading they are reading နော် am is are နော်သုံးလုံးထဲတစ်ခုကိုဆရာ verb ing နဲ့တွဲပြောလိုက်မယ်ဆိုလို့ရှိရင် affirmative ရောက်သွားပါတယ်နော် he is reading နော်သူစာဖတ်နေသည် they are reading သူတို့စာဖတ်နေသည် i am reading ကျွန်ုပ်စာဖတ်နေသည်စသည်အဖြစ်နော် affirmative နဲ့သွားတာဖြစ်တယ်ဒါဆို negative စာကြောင်းတွေပြောခြင်းလို့ရှိရင် present continuous သုံးမျိုးလို့ပြောမလဲ m is are ဘာပို့သွားလဲ plus not လေးပို့သွားတယ် plus verb ing တဲ့နော်အဲ့တော့ not လေးတစ်လုံးထည့်ပြောရမယ် i am not reading he is not reading they are not reading ဒါဆိုရင် negative ဖြစ်သွားမယ်เนาะအဲ့တော့ i am not reading ကျွန်တော်စာမဖတ်နေပါဘူး he is not reading သူလည်းစာဖတ်မနေပါဘူးเนาะ they are not reading သူတို့စာဖတ်မနေပါဘူးစသည်အပြင် negative ဖြစ်သွားလိမ့်မယ်เนาะအဲ့ဒါဒီ not လေးတလုံးပဲပူသွားပါမယ်ကြည့်ဒါဆိုရှင် interrogative ကိုဘယ်လိုသွားမလဲเนาะ interrogative เนาะ interrogative ဆိုတာဘာလဲမေးခွန်းမေးတာအဲ့တော့ MSR plus subject plus verb ing ရဲ့နော်အဲ subject ဆိုတာပါလေเนาะဒီလူနာမည်တွေဥမာအဖြစ်เนาะအာ subject ညာမှာဆိုရင်เนาะဒါ he တို့ she တို့ဟုတ်လားအဲ့တော့ noun နေပါမယ်ဟုတ်လားမလားအဲ့တော့เนาะအဲ့တော့ noun နေ pronoun နေပေါ့เนาะအဲ့လွယ်တကူအဖြစ်ပြောရင်ကဲဒါဆိုရင်ဆရာတို့เนาะကြည့်ကြည့်ရအောင်เนาะ is she reading သူမစာဖတ်နေပါသလား is she reading are they playing သူတို့ စော့ကစားနေကြပါသလားဒါမို့ရင် are the children studying ကလေးများစာလုပ်နေကြပါသလားစာလေ့လာနေကြပါသလားစသည်အဖြစ်မိကိုမေးရမှာเนาะအဲ့တော့ msr เนาะ m သို့မဟုတ် s သို့မဟုတ် are ဆိုတော့ subject ထည့်ရပါမယ်เนาะ subject ဆိုတာခုနเนาะ noun နေ pronoun နေเนาะအဲ့တော့ children တို့เนาะနောက်တော့အခုနာ he တို့ she တို့ဒါမှမဟုတ်ရင် noun နေဖြစ်ရင်မောင်မောင်တို့စောစောတို့เนาะ is မောင်မောင် reading เนาะ is zozo reading ဟာစသည်အဖြစ်အလိုမျိုးလေးထည့်ပြီးပြောလို့ရတယ် နော်ကြည်ဒါဆိုရှင်ဒါမျိုးတို့သိထားရမှာကဒီနေ့ grammar သင်ခန်းစာမှာဒီအဓိကဆရာတို့ဒီပါပြောသွားတယ်လေဥနာ present continuous တောင်းကိုကောင်းကောင်းနားလည်ရမယ်နော် present continuous ဒီကနပြောလို့ let's see အချိန်ကာလမှာဖြစ်ပေါ်နေတဲ့ဥစ္စာတွေကိုပြောခြင်းရင်သုံးတာအဲ့တော့သူ့ကိုပြောမယ်ဆိုရင်ဆရာတို့၃နည်းရှိရယ် affirmative negative interrogative affirmative ဒီထုံးစံတိုင်းဆရာတို့အတည်ပြုပြောတယ်နော်ဒီလိုဝါကျလို့လည်းခေါ်တယ်။ negative ဒီငင်းဆိုတယ်ကျွန်တော်ဒါအောင်မလုပ်ပါဘူးเนาะအဲ့လိုမျိုးအားဖြင့် interrogative ဒီမေးခွန်းမေးတာဖြစ်တယ်เนาะကဲဒါဆိုရှင်ဒီ၃မျိုး ਨੇ ဆရာတို့ဒီ present continuous tense ကိုသုံးလို့ရပါတယ်เนาะဒါကိုဒါတို့သမီးတို့မှတ်ထားရမှာเนาะကဲဒါဆိုရှင်ဆရာတို့က example လေးတွေကြည့်ကြလိုက်ကြအောင်เนาะကဲ example မှာ affirmative တဲ့เนาะ affirmative နဲ့ပတ်သက်လို့ example တစ်ခုကြည့်မယ် the man with the beard is singing a song နော်အဲ့တော့သူကဘာပြောကြလဲမုတ်စိတ်နှစ်လူကြီးသည်တခြင်းဆိုနေပါတယ်နော် is singing a song ဆိုနေပါတယ်အခုဆိုနေတာ ော်အခုလက်ရှိအချိန်ကာလမှာဆိုးနေတာဖြစ်ပျက်နေတာ is singing a song နော်အဲ့ဒါဒီ present continuous ဆက်ကြည့်2 my mother is planting roses in the garden နော်ကျွန်တော် my mother ကျွန်တော်ဤအမေသည်ဥယျာဉ်ထဲမှာဗာလဲနှင်းစီပန်းတွေစိုက်နေပါတယ် is planting နော်အဲ့တော့အခုစိုက်နေတာပြောတာကဲအခုနှင်းစီပန်းစိုက်နေပါတယ်နော်အဲ့တော့ present continuous ကဲဒါဆိုရင်ဆရာ negative နဲ့ငင်းကြည့်အောင်နော် she is not eating very well these days နော်ဒီနေ့များမှာသူမအစာကောင်းကောင်း မစားနိုင်ပါဘူး not eating well နော်ဒီနေ့များမှာအခုလက်ရှိဖြစ်နေတာသူအစာကောင်းကောင်းမစားနိုင်ပါဘူးဒီရက်တွေမှာနော်ကြည့်ကြည့်ပါအောင် for ဦးကောင်းလား is not driving a truck ဦးကောင်းလားဒီ truck ကမမောင်းပါဘူးတဲ့အခုလက်ရှိမှာ truck ကမောင်းမနေပါဘူးနော်ကြည့် interrogative စက်ကြည့်အောင်မိကုန်မေးကြည့်မယ် who is playing such a loud music the loud sungyan ne guitar ကိုဘယ်သူကဖွင့်ထားတာလဲ နော်အဲ့တော့အခုချိန်မှာ who is playing such a loud music အခုချိန်မှာဘသူကနော်စုညာနဲ့တေးကြီးတာဖွင့်ထားတာလဲအမ် present continuous အခုလက်ရှိဖြစ်နေတာကိုမေးတာဆက်ကြည့်6 is your father reading the newspaper မင်းဖေသတင်းစာဖတ်နေသလားနော်အခုသတင်းစာဖတ်နေပါသလားလက်ရှိဖြစ်ပြနေတဲ့ဥစ္စာကို မေးတာ ဖြစ်တယ်နော် interrogative form မှာ present continuous နဲ့သုံးသွားတာဖြစ်တယ် ါဆိုရင်ဒါရသမီးတို့ကဒါလေးတွေကိုနားလည်မယ်လို့ဆရာထင်တယ်เนาะအဲ present continuous ကိုတေချာနားလည်ရမှာဖြစ်တယ်เนาะနောက်တစ်ခုအပြင် present continuous ကိုသုံးခြင်းရင်ဘယ်နှခုရှိလဲသုံးမျိုးရှိရယ်เนาะ affirmative အတည်ပြုမယ်เนาะရိုးရိုးဝတ်ကြလို့လည်းခေါ်ပါတယ် negative ပါလဲမြင်းဆိုတဲ့အခါမှာသုံးလို့ရတယ်နောက်တော့ interrogative မေးခွန်းနဲ့မေးတဲ့အခါမှာလည်းသုံးလို့ရပါတယ်เนาะ get that solution ဒါရသမီးတို့ကဆရာဒီနေ့သင်ပေးလိုက်တဲ့ grammar လေးဖြစ်တဲ့ present continuous tense အကြောင်းကိုကောင်းကောင်းလေးမှတ်ထားရမယ်เนาะ ဟုတ်ပြီဒါဆိုရင်အခုဆက်ပြီးတော့ဒီ grammar လေးနဲ့ပတ်သက်လို့လေ့ကျင့်ခန်းလေးတစ်ခုလုပ်ကြည့်ရအောင်1 look at the pictures complete the sentences with verbs in the present continuous ကဲလာဇာတ်ကုနာသင်စားရဲ့ present continuous ပုံမူတည်ပြီးတော့ဇာတ်ကုပုံလေးတွေကိုကြည့်မယ်သူတို့ဘာလုပ်နေသလဲအဲ့ဒီလုပ်နေတဲ့ဥစ္စာကိုဖြည့်ကြည့်လိုက်ကြအောင်ကဲဒါဆိုရင် example လေးကြည့်ပါဦးเนาะ Coco is riding a bike he blank ကွင်းစာကွင်းပိတ်ထဲမှာ bracket ထဲမှာ cycle လို့ပေးထားတယ် အဲ့တော့ဘာဖြစ်မလဲ Coco is riding a bike he is cycling သူ cycling လုပ်နေပါတယ်အခုလက်ရှိမှာ is cycling နော်အခုက msr plus verb ing ဖြစ်တဲ့အတွက် is နဲ့တွဲလိုက်မယ် he ဖြစ်တဲ့အတွက်ကြောင့်ဘာနဲ့တွဲမလဲ msr တွေက is နဲ့တွဲမယ် plus verb ing cycle ကိုဘာပြောင်းလိုက်မလဲ verb ing ပြောင်းလိုက် cy cling cycling is cycling ဒါပဲကဲဒါဆိုရင်1 2လောက်ကြည့်ကြအောင် Thura is kicking a ball တဲ့နော် Thura ဒီဘောလုံးကန်နေပါလေတဲ့ He blank football bracket ထဲမှာ play ကဲအဲ့တော့ he ဖြစ်တဲ့အတွက်ကြောင့် ms ဘာတွဲမလဲ is ကဲအဲ့တော့ပါလေ play ကို verb ing ပြောင်းမယ် is playing he is playing football very good 2 aung aung is going up the wall of a mountain he blank bracket ထဲမှာ climb အဟီဖြစ်တဲ့အတွက်ကြောင့် MSR ဘာနဲ့တွဲမလဲ is ကဲ is MSR plus verb ing climb ကို verb ing ပြောင်း climbing he ဘာဖြစ်မလဲ is climbing very good 3ဆက်ကြည့်ပါအောင် Zozo is running with the ball to shoot a basket နော် he blank football ကဲအဲ့တော့ပါလဲ play တဲ့ကဲ bracket တဲ့မှာ play ဆိုပါလဲဟုတ်တယ် he ဘာနဲ့တွဲမလဲ is ဟုတ်ပြီ is နဲ့တွဲမယ် verb ing ဆိုတော့ playing he is playing basketball. Yeah, we know. that's what I mean. Four. Nunu is wearing googles. Uh, googles are bale. အဲ့တော့မျက်စိကိုကာကွယ်တဲ့မျက်မှောင်ပေါ့နော်။ကဲဒီမှာခြေတွေပါတယ်ကူးတဲ့အခါမှာ Google ဆွတ်ပြီးတော့ဒီ update ကိုငုတ်ရတယ်နော်။အဲ့တော့ she blank တဲ့အဲ့တော့ bracket မှာ swim အဲ့တော့သူဘာလုပ်နေရလဲ။ she is swimming very good is swimming hobby တိုးမောင် is getting to the finish line အဲ့တော့ finish line လာပန်းဝင်တဲ့နေရာကိုရောက်တော့မယ်ပန်းနိုင်ရောက်တော့မယ်နောက်သူပြေးနေတာအပြေးပြိုင်တာအဲ့တော့ he blank the marathon အဲ့တော့ run bracket တယ်မှာအဲ့တော့ marathon ပြေးနေတယ်ဘယ်လိုပြေးမလဲ he is running very good is running ရပြီနော်6ကိုကြည့် u can la is catching fish in the river he blank fish သူကဘာလုပ်နေလဲ he is fishing very good 7ဆက်ကြည့်မယ်မြန်မာ is hitting the ball with a golf club golf club ဆိုပါလေဂေါက်ရိုက်တန်းเนาะအဲ့တော့ she blank golf လို့ပြင်မယ် she ဘာနဲ့တွဲမလဲ is ဟုတ်တယ်အဲ့တော့ is playing very good she is playing golf ရပြီ okay ဒါဆိုရင်ဒါရုမီတို့ရေဆရာတို့ဒီနေ့သင်သွားတဲ့ grammar လေးကျောင်းကိုဒါရိုက်မီလို့လည်းနားလည်မယ်လို့ထင်တယ်เนาะကဲဒါဆိုရင် grammar ပြီးတဲ့တကာလမှာဆရာတို့ vocabulary ဘိုင်းလေးကိုဆက်ပြီးတော့ပြောကြည့်ကြမယ်ဒီနေ့အတွက်เนาะအဲ vocabulary မှာဆရာတို့ကဒီနေ့ကအခုနဘာလေးကိုလေ့လာကြမလဲဆိုရင်เนาะ sports and sports ပဲနော်အားကစားတွေလုပ်ခဲ့တာမှာအားကစားတွေရှိရယ်ပြီးဒီအားကစားတွေလုပ်တဲ့အခါမှာသူနဲ့သက်ဆိုင်တဲ့ဝယ်ရတဲ့เนาะဒါပစ္စည်းလေးရှိရယ်เนาะ equipment နဲ့ sports equipment လို့ခေါ်တယ်เนาะသုံးရတဲ့ပစ္စည်းကြီးเนาะအဲ့တော့ဒါလေးတွေကိုဘယ်အားကစား ဒီဘာဝေးရတယ်လဲဘာလုပ်ရတယ်လဲဇာတ်တူတူကြည့်ကြအောင်ကဲ1 put the following sports in the correct column ကဲအဲ့တော့မှန်ကန်တဲ့စာတိုင်းထဲမှာထည့်ပါတဲ့ကဲဘာပြထားလဲ individual sports တူးချင်းအားကစားရတယ်เนาะတူးချင်းကစားတူးရဲကစားရတာအားကစားတယ် team sports အဖွဲ့လိုက်ကစားရတယ်အားကစား both နှစ်မျိုးလုံးเนาะတယောက်တည်းလေးလုပ်လို့ရတယ်အဖွဲ့လိုက်တယ်လုပ်လို့ရတယ်ဆိုရဲအားကစားတယ်ကဲထည့်ကြည့်ကြအောင်အဲ့ဒါဆိုရင်ဆရာဒီမှာ box လေးပေးထားတယ်ဒီထဲကအားကစားနည်းတွေကိုဆရာတို့ individual sports team sports both သုံးခုလုံးကိုခွဲကြည့်လိုက်ကြအောင်ကဲဒါဆိုရင် individual sports ဆိုအရင်ကြည့်ပါအောင်ဘာထင်မလဲ boxing မှန်နေနော်အဲ့တော့ boxing ကတယောက်တည်း boxing legend လားโอเคကြည့်ပါအောင်နောက်ပါရှိ serving อืมလိုင်းစီးတာနောက်တယောက်တည်း serve ball နဲ့ဆရာတို့အာရေထဲမှာစီးရတာမှန်နေနောက်ပါရှိသေးလဲ diving diving ရေငုပ်တာလဲတယောက်တည်းငုပ်လို့ရတယ်ကဲပါရှိသေးလဲကြည့်ပါအောင် archery ဟုတ်တယ်မြားပြစ်တာမြားပြစ်တာလည်းတယောက်တည်းပြစ်တာဗောเนาะ individual sports မှတ်နေ team sport တွေကိုကြည့်ပါအောင်ဘာထင်မလဲအဲအဖွဲလိုက်ကစားတာဘာရှိမလဲ yes football ကဲဘောလုံးကန်တာဟိုဘက်အသင်းဒီဘက်အသင်းအဖွဲလိုက်ကြည့်ရေကန်ကြတယ်เนาะကဲ football ထည့်မယ်ကဲဘာရှိသေးလဲအဲ basketball basketball ကလည်းအဖွဲလိုက်စားတယ်ကဲဆက်ကြည့် volleyball ဟုတ်တယ် volleyball လည်းဟိုဘက်အသင်းဒီဘက်အသင်းเนาะဆော့ရတာနောက်အုပ်စုလိုက်ကြည့်ရေကဲเนาะပြီးရင် the back tech raw နော်ဗာလဲ spec tech raw သူကဗာလို့တာလဲပိုက်ကြော်ခြင်းနော်ပိုက်ကြော်ခြင်းနော်အဲ့ဒါလဲ team sports ပဲဖြစ်တယ်ကဲဒါဆို both ကြည့်ရအောင် both ကနှစ်မျိုးလုံးကဲတယောက်ထဲလဲကစားလို့ရတယ်အဖွဲလိုက်လဲကစားလို့ရတယ်ဆိုတဲ့ဥစ္စာလေးတွေပြောပါအောင်အဲနော်ဗာလဲ rock climbing နော် rock climbing ဆိုတော့ခုနကဗာလဲအာနော် rock climbing ကြောက်တောင်တက်ခြင်းနော်သူကတယောက်ထဲလဲသူက ဒါတက်လို့ရတယ်။နောက်တော့ဥမာအုပ်စုလိုက်ကြီးသွားကျင်တယ်ဆိုလဲ rock climbing လို့ရပြီးချင်းလုံးအာချင်းလုံးကကြတော့ဒါဆရာတို့တက်ရောက်တဲ့နော်ဒါတို့ချင်းလုံးနဲ့ပတ်သက်လို့နော်ပညာပြတဲ့ဥစ္စာလေးလည်းလုပ်လို့ရတယ်။နောက်အုပ်စုလိုက်ကြီးချင်းကကြတော့များတာပေါ့နော်။ဒါပေမဲ့တချို့တွေကလည်းတက်ရောက်တဲ့ချင်းလုံးနဲ့ပတ်သက်လို့ချင်းလုံးပညာပြတယ်ဆိုတာလည်းရှိတယ်နော်။ကဲအဲ့တော့ဒါ individual sports team sports နဲ့ဆရာတို့ both နော်မျိုးလုံးပါတယ်ပါတယ်ဆိုတော့ခွဲခြားပြသွားတာဖြစ်တယ်နော်။ ကဲဆက်ပြီးကြည့်ရအောင်နော်2 look at the pictures တဲ့နော် write the names of sports and sports equipments under the correct pictures the first one is done for you okay ဒါဆိုရင်ဆရာ sports နဲ့ sports equipment တွေကိုလေ့လာလိုက်ကြအောင်နော်အားကစားရည်နဲ့ဆရာတို့ပါလဲအားကစားလုပ်တဲ့အခါမှာသုံးတဲ့အားကစားကိရိယာများ sports equipment တွေကြည့်ကြည့်မယ်နော်ကဲဒါဆို sports skateboarding ice skating နော်ကဲအဲ့ဒါတွေက ice skating နော်နောက်တော့ဘာရှိသလဲ football ရှိမယ် archery များပြတာနော် swimming ရေကူးတာတဲ့ badminton ကြတော့ဟိုပါလေဆရာတို့ကြက်တောင်ရိုက်တာเนาะ boxing boxing ထိုးတာ rowing လေလော်တာ cycling ရှိမယ်ဒါလည်းသိပြီးသား tennis အားလုံးသိပြီးသားเนาะကြက်ဒါဆိုရင်ဆရာတို့အခုဘာပြီးထပ်ကြည့်သိရမလဲဆိုတော့ဒီအားကစားတွေလုပ်တဲ့အခါမှာဆရာတို့သုံးရတဲ့ sports equipment တွေကရိယာတွေရှိဒါတွေတော့ဒါတို့သမီးတို့သိလိမ့်မယ်လို့ဆရာမထင်ဘူးနော်ဒါဆိုရင်ဆရာ sport equipment တွေကိုကြည့်ကြည့်ရအောင်ဘာရှိလဲ Google's အဲ Google's အကြောက်ဆရာတို့ဘာလုပ်တာလဲဆိုရင် ဒါရင်ငုတ်တဲ့အခါမှာသုံးတယ်ညက်မှတ်နေနော်ပြီး tennis racket နော် tennis racket နဲ့ tennis ရိုက်တဲ့အခါမှာသုံးတယ်ဘတ်တန်ခေါ်တယ်နော် ice skates နော် ice skate ကြတာတော့ဒါဆရာတော့ပါလေရေခဲတောင် short စီးတဲ့အခါမှာသုံးတယ် skate ပြောတာနော် boxing gloves boxing ထိုးတဲ့အခါမှာတော့မြင်မှုကြမှာပေါ့နော်သူတို့ဒီလက်အကြီးကြီးတွေပွက်တယ်နော်အဲတော့ boxing gloves နော် helmet helmet ကြတာပါလေဆရာတို့အမ်ဒါအုတ်ထုတ်ဆောင်တာ cycle အုတ်ထုတ်ပေါ့နော်ဥမာတစ်ခု ဒါ సైకిల్ စီးရပဲဖြစ်ဖြစ်စပိန်စီးရပဲဖြစ်ဖြစ်เนาะဒါအုတ်ထုတ်ဆောင်းရတယ် helmet เนาะအဲ skateboard skateboard တော့ဒါ skateboard ပေါ့ဆရာတို့เนาะ skate စီးရဥစ္စာเนาะ bow and arrows အဲအဲ့ဒါတော့ဆရာတို့ archery เนาะမြားပြတဲ့ခါမှာ bow ကကြတော့ဆရာတို့ပါလေဒီမှာเนาะ arrow ကပါလေပြတဲ့မြားเนาะလေးနေမြားပေါ့เนาะဘယ်လိုခေါ်တာပေါ့ကဲနောက်တစ်ခုပါရှိသေးလေကဲဟုတ်ပြီဆက်မယ်เนาะကဲဒါဆို shuttlecock shuttlecock ကပါလေကြက်တောင်ကဲဒါဆို boots boots ကကြတော့ပါလေဖနက်ရှိเนาะ pedals ဘယ်တော့စပါလဲလေလောရင်သုံးတယ်อืมဟုတ်တယ်เนาะအဲ့တော့လေလောတဲ့တန်ပေါ့เนาะ battles เนาะကဲဟုတ်ပြီအဲ့ဒါဆိုကြည့်ကြအောင်ကဲဒါဆိုပထမပုံလေးကိုကြည့်ပါဘာပုံလေးဖြစ်မလဲဟုတ်တယ်เนาะ artery เนาะဘာဖြစ်လဲ artery လုံနေတာเนาะမြားဖြစ်တာအဲ့တော့ bow and arrow ဟုတ်ပြီအဲ့တော့ဒီနေမြားကဲဒါဆိုရင်နောက်ပုံလေးကိုကြည့်ပါကဲအဲ့အုတ်ထုတ်လေးကိုဘယ်လိုခေါ်လဲဘယ်နေရာမှာသုံးတာလဲဟုတ်တယ်เนาะ cycling လုပ်တဲ့အခါမှာသုံးတယ် helmet ဖြစ်တယ်နော် very good helmet ကအမကန်အုပ်ထုပ်နော် cycle အုပ်ထုပ်လို့အရွယ်ကူခေါ်တယ်ကဲဒါဆိုရင်နောက်ပုံလေးကိုကြည့်ပါဟောဒါလေးကကြာဘာလေးဖြစ်မလဲဘယ်နေရာမှာသုံးတယ်လဲဟုတ်တယ်နော် boots ကဲ boots ကဆရာ football ပေါ့နော်ဒီမှာဘောလုံးကန်တဲ့အခါမှာအိဗနတ်အစီရွေးဝတ်ပြီးတော့ကန်ကြရတယ်ကဲပုံလေးကိုဆက်ကြည့်ပါအောင်အဲ့ဒီလက်အိတ်ကိုဘလို့ခေါ်လဲဘယ်နေရာမှာသုံးတာလဲ yes boxing မှာသုံးတယ် boxing gloves very good ကဲဆက်ကြည့်ပါဦးကယ်ဒီကကဲအဲ့ဒါကြီးကိုတွေ့ဘူးသလားဟမ်ပါလေအဲ့ဘယ်နေရာမှာသုံးတာ skateboarding မှာသုံးနေပါလေ skateboard ကြီးနော် skate စီးရကမှာသုံးတာကဲဒါဆိုရင်ဆက်ကြည့်လိုက်ပါနောက်တစ်ပုံကဲဒါလေးတွေကဘယ်လိုခေါ်လဲ ice skates လေဒါမှ ice skating ပေါ့နော်အဲ ice skates လို့ခေါ်တယ်နော်ရေခဲပြင်ရှော်စီးရပေါ့နော်ကဲဒါဆိုရင်ဆက်ကြည့်ဒီမှာအာဒီပုံကဘယ်လိုခေါ်อืม ဆိုတော့အဲ့ဒါကျဘက်မင်တန်ပေါ့နော်သူကဒီတက်တောင်ရိုက်တဲ့ကမှာသူကတက်တောင်ပုံလေးနော်တက်တောင်ကြာဆရာတော့ခုနကဘယ်လိုခေါ် shuttle cock ပေါ့နော်တက်တောင်ပုံလေးဖြစ်တယ်ကဲဒါဆိုရင်ဆက်ကြည့်ပါအောင်နောက်တစ်ပုံအေးဒီပုံလေးကကြာဆိုပါလေပမာသုံးလဲဆိုဆရာ rowing လုပ်တဲ့ကမှာ paddles နော်လေလော်တက်နော်လေလော်တက်ဆိုပါလေခုနကဆရာတော့လေလော်တဲ့အတန်ကိုလေလော်တက်လို့ခေါ်တယ် very good ကဲဆက်ကြည့်လိုက်ပါအောင်ပုံอืมပုံနဲ့ကဥစ္စာယူဆရာတော့ဘယ်လိုခေါ်လဲ yes tennis ရိုက်တဲ့အခါမှာသုံးတယ် tennis racket နော် tennis button okay very good okay ဆက်ကြည့်ပါအောင်ဟာတရားကြောက်ဆရာအခုနပြောထားတာလေးပါတယ်လေအိမ်မြန်မာကြီးဥပမာသုံးတယ် yes swimming လုပ်တဲ့အခါမှာ google နော်မျက်စိကိုကကွယ်ပြီးတယ်မျက်မှန်ရေကူးမျက်မှန်လို့ပြောဥစ္စာမျိုးကို google ဆိုခေါ်ပါတယ် very good okay 3 complete the following sentences with the correct sports equipment အောက်ပါစာကြောင်းများမှန်ကန်သောအားကစားပစ္စည်းများဖြင့်ဖြည့်ပါကဲဒါဆိုရင်ဆရာနဲ့သားတို့သမီးတို့အတူအခုနအားကစားပစ္စည်းအကြောင်းလေ့လာပြီးပြီအခုသားတို့သမီးတို့ကဘာလုပ်ရမလဲဆိုရင်ကွက်လက်ကလေးတွေကိုအတူတူဖြည့်ကြမယ်1 a swimmer wears blank to protect his eyes ကဲရေကူးတဲ့သူကဘာဝတ်မလဲအခုနပြောပြီးပါလဲ Google's မှန်တယ်ရေကူးမြတ်မှန်နော် Google's to protect his eyes သူမြတ်မျက်စိတွေကိုကာကွယ်ဖို့အတွက်ကဲကြည့်ပါအောင်2 if you ride a bike wear a blank to protect your head okay အဲ့တော့စပိန်စီးရဲ့အကမှာခေါင်းကိုကာကွယ်ဖို့အတွက်ဘာဝေးရမလဲ helmet very good helmet okay 3ကိုကြည့်ပါအောင် when you play football you should wear okay ဘောလုံးကန်တဲ့အခါမှာမင်းဝတ်သင့်ပါတယ်ဘာဝတ်သင့်လဲ boots ဟုတ်တယ်ဖနှန့်ရှေဝတ်သင့်တယ်เนาะ okay ဆက်ကြည့်ပါအောင်3 an archer needs a blank archer ဆိုတာဘာလဲညာပြစ်တဲ့သူကဘာလို့လဲတဲ့ an archer needs a bow and arrow เนาะလေးနဲ့မြားလိုပါတယ် very good ကဲဆက်ကြည့်ပါအောင်5 a boxer wears blank to protect his hands ကဲ boxer เนาะ boxing ထိုးတဲ့လူကို boxer လို့ခေါ်တယ် boxer အဲ့ wank blank เนาะအဲ့တော့ bow ဝတ်တာလဲ to protect his hand သူ့ရဲ့လက်တွေကိုကာကွယ်ဖို့အတွက် bow ဝတ်တယ်လေ yes boxing gloves เนาะ boxing လက်အိတ်တွေကိုဝတ်ပါတယ် boxing aid ပေါ့เนาะကဲဆက်ကြည့်ပါအောင်ကဲ6 bobo needs a blank for skateboarding Okay, Bobo, skateboarding lo bun ba lo dale. Yes, skateboard. Very good. Skateboard ne, skateboarding lo ma ya me. Sachi ba hon 7. Chichi uses a blank to play badminton. Okay, badminton. Jet down ya yin ba lo mle. le. bo ma pyan win ni de. Jet down. Ero you know, shuttle cock. Shuttle cock. Very good. Okay, 8. Before ice skating, you must put on blank. Okay. အဲ့တော့ရေခဲတောင်ရှော့စီးရဲ့အခါမှာဘာလို့သလဲဟမ်အဲ့ပေါ်မှာသွားလို့ရတဲ့ဆရာတော့ ice skates လို့ပါတယ် ice skates very good ကဲဒါဆိုရှင်ဒါတို့သမီးတို့ရေနော်ဒီတစ်ခါဆရာတို့တူတူလေ့လာခဲ့တဲ့သင်ခန်းစာမှာတော့အများကြီးဆရာတို့လေ့လာခဲ့တယ်။နောက်အထူးသဖြင့်နှစ်ပိုင်းလေ့လာခဲ့တာဖြစ်တယ် grammar ပိုင်းနဲ့ vocabulary ပိုင်းကိုတူတူလေ့လာခဲ့တယ်နော် grammar ပိုင်းမှာဆိုရင်ဒါတို့သမီးတို့အနေနဲ့ present continuous ပိုင်းလေးတွေကိုသိရမယ်နော်ဆရာရှင်းပြထားတဲ့အတိုင်းပဲတာရုသမီးတို့က present continuous ဆိုတာဘာလဲဘယ်လိုနေရာတွေမှာသုံးလဲဆိုတာကိုကိုယ့်ကိုတစ်ခေါက်ပြန်ပြီးတော့လေ့ကျင့်လိုက်ကြပါနော်နောက်ဆိုရင် present continuously ဘယ်လိုနေရာမှာသုံးရလဲဆိုတော့သားတို့သမီးတို့နားလည်သွားမယ်နော်အဲ့တော့သားတို့သမီးတို့က present continuous ဆိုတာဘာလဲဆိုတော့ကိုဆရာရှင်းပြတာလေးကိုနားထောင်ပြီးသွားလို့ရှိရင်ကိုယ့်ကိုယ်လည်းပြန်ပြီးရောကျင့်ကြည့်ကြပါပြီးတော့နောက်တစ်ပိုင်းအနေနဲ့ vocabulary ဘိုင်းမှာဆရာတို့ဘာလေးလေ့လာခဲ့လဲ sports equipment တွေအကြောင်းလေးလေ့လာခဲ့တယ်နော်အကစားကရိယာတွေ ဒါလေးတွေကအာခဇာနီတွေကတော့ဒါသမီးတို့သိပြီဖြစ်တယ်။နော်အာခဇာကရိယာတွေကတော့ဒါသမီးတို့များသောအားဖြင့်ဒါမလေးလာဘူးကြဘူး။ဒါကြောင့်ဒီဥစ္စာလေးတွေသည်အသက်ကလေးဖြစ်တယ်။ဒါကြောင့်ဒါသမီးတို့သည် sports equipment တွေပြန်လေ့လာမယ်။သူတို့ရဲ့ spelling တွေလည်းလေ့လာမယ်။ဘယ် equipment တွေဘယ်အာခဇာနီးမှာသုံးတာလဲဆိုတာကိုလည်းသိရမှာဖြစ်တယ်နော်။ကဲဒါဆိုဒါသမီးတို့ရေဆရာတို့ဒီကအတူတူလေ့လာခဲ့တဲ့သင်ခန်းစာကတော့ unit 10နဲ့ lesson 3ဖြစ်တဲ့ we are doing sports ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်တယ်။ကဲဒါဆိုရင်ဒါရီဗီဒီယိုနဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။